ခါတတ္တမတတ္တာဟတွင်ဘောဓိပင်မတောင်ပြင်းလက်ရမြေမျက်နာဝဲသာသာယတနာမြရခေါ်တွင်လင်းလုံးပင်၌သဗ္ဗညုဖယားပျော်စံစားသည့်ကြီးမားညာတော်ဖွင့်တော်ကို ခနာပါအရာများကိုရှည်သွားတာပြညိုစွာလျင်ဘုန်းတနာမနာကာရဝဖြင့်ဥချမြို့ကျိုးကျော်ရှိခိုးသည်ကောင်းကျိုးခတ်သိမ်းပြည့်စေတော်ခန္တတ္တမတ္တာဟတွင်ဘောဓိပင်မတောင်းပြင်းလက်ရမြေမျက်နာဝဲ ဘာသာရတနာမြရခေါ်တွင်လေလွန်ပင်၌သဗ္ဗေညုဖယပျော်စံသာသည်ကြီးမာညာတော်ဖွင့်လို့ကိုဆိုပြီးတော့လယ်ရီဆရာတော်ဘုရားကြီးကတတခုနှစ်ခုဘုရားဝင်ဖြစ်စဉ်နဲ့မှာနောက်ဆုံးဖြစ်တဲ့ရာဇာယရဏတတ္တာဟတတ္တမတတ္တာဟရာဇာယရဏတတ္တာဟလင်္ကာကိုဤသို့ဆက်ဆိုပူဇော်တော်မူခဲ့ပါတယ် ဘုဇဏောမြတ်စွာဘုရားရှင်ဘုရောမြတ်မဟာတက္ကရတရားသုံးခုကဆုံလာပြည့်နေမှာဘုရားအဖြစ်ကိုရောက်တော်မူကဆုံလာပြည့်သောတရားနေ့ကနေပြီးတော့စပြီးတော့ပလင်တော်ဝမခေါနရပလင်ကတတ္တာဇန်နေတော်မူအဲဒီကနေပြီးတော့ပလင်တော်ရဲ့အရှိမြောက်ရက်ကိုကြပြီးတော့ပလင်ကမမိတ်တော်မျက်လုံးနဲ့ခေါနရဘလုံးကျင်နေတော်မူအနိမိတာတတ္တာအဲ့ဒီတော့ဇန်နေတော်မူ အရိယာနပလင်းတော်နဲ့အနိမိတစေတီတော်တို့ရဲ့အကြမှာ900ဘန်းလုံးစင့်ကြံကြွပြီးတော့နေတော်မူယရဏစင်္ဂမတတဟအရိယာနေတော်ယရဏကရတတဟမှာတော့ပလင်းတော်ရဲ့အနောက်မြောက်ရဲ့ယရဏကရကျွေးအိမ်မှာကြွပြီးတော့စံနေတော်မူအရိယာနေပြီးတော့ပလင်းတော်ရဲ့အရှိအယက် အဇမာလညောင်းမင်းရင်မှာအဇမာလလောကတဲ့ဆွေကြောင်းညောင်းမင်းရင်မှာ9ရက်စံနေတော်မူအာရိကနဲ့ပလင်တော်ရဲ့အရှိတောင်းအရမုဇလိဒာအယနီကြည်ပင်အရင်မှာမုဇလိဒာနဂါမင်းကြီးဟာဘူဇော်ကိုခန်းပြီးတော့9ရက်ပတ်လုံးစံနေတော်မူအာရိကနဲ့ပြတဲ့နယုံလာပြေကျော်73ရက်နှစ်နယုံလာပြေကျော်72ရက်နှစ်အထိ မုစလင်ဒါအိုင်အနီကြည့်ပင်ရဲ့မှာစံလေတော်မူပြီးတော့မယုံလာပြီးတော့ဆက်သုံးရတဲ့ရောင်းတော့ကြည့်ပင်ရဲ့ကနေထပြီးတော့ဘုရားကိုယ်တော်မြတ်ဟာမဟာဗောဓိမန္တန်ရဲ့တောင်ရဲ့ရာဇာယရဏလို့ခေါ်တဲ့လင်းလုံးပင်တို့ကြတော်မူပြီးတော့အရိလင်းလုံးပင်ရဲ့အမအရတဘုချမ်းသာကိုခံစားပြီးတော့ခမည်းဘာလုံးတရင်သောစံလေတော်မူအဲ့ဒါဝါဇုံလာဇာ၅ရက်နေတည်ရောက်တဲ့ ဝါဇုလာသံဘာရနေသူစံနေတော်မူတတ်ကဘုရားရှင်မတော်မြတ်ဒီကဆုံးလာပြီဆိုတရားနည်းရနေပြီဝါဇုလာပြီဆို9ရက်နေ့အထိတတ္တာတတ္တာ9ခုနှစ်ခုနှစ်နည်း49ရက်ပြည့်ပြီတဲ့ဘုရားမဖြစ်ခင်အလောင်းတော်ဘဝတော်မှာကဆုံးလာပြီနဲ့မနက်ခင်းမှာသူဇာတာလို့ခေါ်တဲ့ဒေနာနီကုန်းသူတရေသမီးစက္ကလူလာလိုက်တဲ့အနာလူစွမ်းကိုဖုံးဝေးပြီးတော့49 9ရက်9လီတို့ကာလဘလုံးစံနေတော်မူပြီတဲ့ ကိုယ်လက်တုတ်တင်ခြင်းမျက်နာတော်တည်ခြင်းရေချိုးခြင်းဆွမ်းဖုံးပေးခြင်းမရှိဘူးတဲ့သာသမာပတ်ချမ်းသာတို့ကိုသာခံစားလျက်ကုန်လုံးတော်မူခဲ့တယ်။ဘာဇလာသားငါးရက်နေ့ဘုရားဟုနေ့ကိုရောက်တဲ့အခါလဲလုံးပဲမှာတရင်တော်နေတဲ့မြတ်စွာဘုရားရဲ့ဆေကျမ်းတော်မှာမျက်နာအစ်လို့စိတ်ကိုယ်လက်တုတ်တင်လို့စိတ်ဖြစ်တဲ့အဲ့အတွက်ကြောင့်သာမန်ကဆေးကျက်စုစည်းကိုဆက်ကတ်တယ်။ အဲဆေးကျသူတိကိုဖုံးပေးပြီးတော့ဘုရားရှင်ကိုတော်မြတ်မှာတရီရဝလင်ဇနလို့ခေါ်တဲ့ကိုလက်တုတ်တင်ခြင်းကိစ္စအညစ်ကြေးဆုံးခြင်းကိစ္စတွေဖြစ်ပေါ်လာတယ်။အဲဒီအရောင်မြတ်စွာဘုရားရဲ့တရားမင်းမြတ်စွာဘုရားကိုတရားမင်းကပဲငကားဒီမှာဖြစ်တဲ့ကိုယိုဓာန်ဘူးကိုဆက်ကပ်ပြီးတော့ဓာန်ဘူးသုံးဆောင်ညနေတည့်ရဆက်ကပ်ပြီးတော့မျက်နာတည့်အနုဒအင်္ဂဇေနမျက်နာတည့်ပြီးတော့မြတ်စွာဘုရားဒီတရားမင်းဆက်ကပ်တော့ကိုယိုဓာန်ဘူးကိုဝါး အနုဒအင်္ဂါရင်းနဲ့မျက်နှာသစ်စအမှုကိုပြုပြီးတော့ကိုလတ်တောက်တဲ့နဲ့တရိဒဝန်လင်းစနာကိစ္စပြီးတဲ့အခါလင်းလုံးပင်ရင်းမှာပဲထန်နေတော်မူတယ်။အဲ့ဒီချိန်တည်း900သောလဲအစည်းပေါင်း900နဲ့တကွာဥက္ကလဇနပုတ်ကနေမဇိမဒေတာကိုကုံရောင်းလာကြတဲ့တပုတ်တန်နဲ့ဗန္ဓိကတော့ကုံတဲ့ညီနောင်ကလည်းဘုရားရှိရာလင်းလုံးပင်အဲ့ဒီခရီးကသွားနေစား အဲ့ဒါကိုသူတို့နဲ့ဆွေမျိုးတော်မူတဲ့ရုပ်ကစုံနဲ့တယောက်ကနေပြီးတော့သူတို့လက်တွေကိုရက်အောင်တဝန်းနဲ့လောက်လိုက်တယ်တခါတည်းကုန်းခေါင်းကြီးမှာလက်တွေကရက်နေတယ်။ဘာလို့ရက်ပါလဲသူတို့မသိဘူး။နောက်တော့နှက်ကကိုထင်းပြပြီးတော့သင်တို့တွေအခုဖျားပွင့်ပြီ။မြတ်စွာဘုရားကလည်းလုံးပြင်းတော့ဟောဟူနာမှာတရင်သုံးနေတဲ့မင်းတို့သွားပြီးတော့ဆုံးကတ်ချေကြ။အာသူတို့လည်းဝမ်းသာတော့ဘုရားကိုပြေးပြီးဘုရားဖူးဘုရားဖူးရပြီဘုရားပွင့်ပြီတဲ့။ငါတို့ဆုံးချက်နေကြာရောက်မယ်ဆိုပြီးတော့မုံကြွကျင့်တဲ့ပြားဆုံးမုံခကြီးဆောင်မုံ ဘဲသေးတာတွေယူပြီးတော့ဘုရားကိုသွားပြီးတော့ကတ်တယ်။ညဇောဗျာလူခံပါအရှင်ဗျာလူခံတဲ့တော့တပည့်တော်နေရောနေရှင်ရံညာစည်းဝါချမ်းသာဖြစ်ပါလိမ့်မယ်ဆိုပြီးတော့လူခံမှုစောက်တယ်ဘုရားရှင်ပေါ်တော်မြတ်ကလည်းပဲသူဇာတာနုကနာဇံကတ်လူဇင်ကရွှေဘွက်နဲ့အလူခံခဲ့ရတယ်အဲ့ဒီအရှင်ကရွှေဘွက်အလူခံတဲ့နေမှာပဲအရိကရာဓမ္မမင်းကြီးတောထတော်မှာတွေ့တဲ့တပိတ်ကလည်းမရှိတော့ဘူးပျောက်ချင်းမလားပျောက်ကွယ်ပြီးတော့သွား ။ဟာနဲ့မြတ်စွာဘုရားကရှေ့ရှေ့နောင်တော့နောင်တော့ဘုရားတို့ဒီလည်းပဲလက်နဲ့အလူမခံကြဘူး။ငါဘုရားဘာနဲ့အလူခံရပါမလဲအကြံဖြစ်တဲ့အချက်။တဒရထဝိရုဏကဝိရုပကကုဝေဒလို့ခေါ်တဲ့နာမည်လေးရောဘုရားရှင်ရဲ့စေကြံတော်ကိုသိပြီးတော့တခါတဲ့အိန္ဒနီလာကြောင့်မျိုးတပိတ်လေးလုံးကိုလာလူတူတန်းတယ်။မြတ်စွာဘုရားကအိန္ဒနီလာကြောင့်မျိုးတပိတ်အလုံးမတားဖိုးထိုက်တဲ့ဒီတပိတ်ကိုအလူမခံမင်းပေရအတွက်ကြောင့်နတ်မင်းကြီးလျှောက်ပါယိုယိုပဲတော်အစစ်တဲ့ကြောက်တဲ့ဘိတ်ကိုဘုရားရှင်ကလှူတော့ဘုရားကိုယ်တော်မြတ်ဟာ နိုင်မင်းကြီးလေးပါးလုံးကိုချင်းမြောက်လိုတာဖြစ်တဲ့အတွက်ကြောင့်လေးလုံးသလုံးကိုအလုခံတယ်အလုခံပြီးတော့တစ်လုံးနဲ့ပြောင်းအတိတ်ထန်လိုက်တဲ့အခါအနာလေးရစီသောတပိတ်တစ်လုံးနဲ့ဖြစ်သွားအဲ့ဒီတပိတ်နဲ့အလုခံပြီးတော့ဂုံတဲ့ညီနောင်တို့ရဲ့ပြားဆုံမှုနဲ့မွန်ကျော်ချက်တွေကိုအလုခံဖုံးပေးသုံးဆောင်ပေးတရားနဲ့မွာရနာဟောတယ်တရားဟောတယ်ဆိုရင်တရားမရနိုင်ဘူးနော်တရားကိုဓမ္မစကြာမဟောသေးဘူးတဲ့အထုံဝါဒနာဖြစ်အောင်တော့ပဲအဲ့တော့ဂုံတဲ့ညီနောင်တို့ကိုလည်းပဲ နာဂယရဏမပေါ်သေးတဲ့ဘုရားယရဏတရားယရဏသာရှိတဲ့အတွက်ကြောင့်တရဏဂုံနှစ်ပါးဆောက်တည်တဲ့ဝေဝါစိကတရဏဂုံဆောက်တည်တဲ့ပုဂ္ဂိုလ်ဥပဒကများအဖြစ်ရောက်ကြတယ်ပေါ့ကုန်တဲ့နိနောင်နဲ့ဒီနေ့ခလို့နားလည်လို့ပြောရင်ဗုဒ္ဓံတရဏကိစ္ဆာမိဓမ္မံတရဏကိစ္ဆာမိဒါပဲတန်ခံတရဏကိစ္ဆာမိမရှိဒါမှကတော့အေဒီမယံဘန်နေဘဂဝါသတရဏကိစ္ဆာမဓမ္မင်္စာတပြေဝေဝါစိကတရဏကိုအဲ့ဒီလိုဆောက်တည်ကြတဲ့ ။မြတ်စွာဘုရားကျွန်ုပ်တို့အမျက်စိကကိုးကွယ်ဝင်ရောက်ဝယ်ရဘုရားရှင်ကိုရောမြတ်စွာဘုရားအရာဝတ္ထုတစ်ခုခုပူဇော်ဝယ်ကရုဏာစိတာပေးတနာပါဆိုတော့ဘုရားကိုရောမြတ်ကဘုန်းတဲ့ရှင်တော်တို့လျှောက်ထားတဲ့အတွက်ကြောင့်လက်ရလက်တော်နဲ့ကိုရောမြတ်ရဲ့ဥကောင်းတော်ကိုသုံးသပ်ပြီးတော့ဆံတော်ဓာတ်တွေကိုတနာချင်းမြင်လိုက်တယ်။အဲဒီသံတော်တက်ကိုရရှိကြတဲ့ဥက္ကလာတိုင်းကတပုဒ္ဒနာဗန္တိက ကုန်းတဲ့ညီနောင်ဟာမိမိတို့နေအောက်ကလာဇနဘုပောခရဝတိမြို့ကိုပြန်ပြီးအဲဆန်တော်တွေကိုဇေဒီတော်တိထားပြီးတော့ကိုးပယ်ခဲ့ကြတယ်တဲ့။ဒါအောင်စံတော်တတဟာခொနလီပြီးပါပြီနော်။ခொနတတခொနပါဘုရားဝင်ဖြစ်စဉ်ပေါ့။ဒိုခொနပါအယမ ्या ကို ရှင်သွာတရာကြီးညိုစွာလျင်ဘုန်းတဏမနာကာရဝဖြစ် 无产有主，就是可的，刚就可得必须到。